ရုံးမထွက်နိုင်တဲ့ဂျူဝီရဲ့ပန်းရောင်ဆန်ရွယ်များဇွန်လ30ရက်နေ့တကောင်ရန်ချိန်မှာ Twice ကသူတို့ရဲ့ Lamet Comeback အတွက် Concert Photo တွေကိုချပြလာခဲ့ပါတယ်။ပရိသတ်တွေကဒီ Concert Photo တွေကိုကြီးမားဖြစ်နေပြီး Online မှာလည်းအများကြီးပြောဆိုဆွေးနွေးနေကြပါတယ်။ပုံတွေကလည်းမမတယောက်ချင်းစီတိုင်းရဲ့အသေးစိတ်လေးတွေကိုဖော်ပြပေးထားသလို closet shot တွေမှာဆိုရင်လည်းတယောက်စီရဲ့မျက်နှာအစိတ်ပိုင်းတွေနဲ့ spin style တွေကိုအနီးကပ်မြင်တွေ့ကြရပါတယ်။ Twice ရဲ့ရောင်စုံချဲတဲ့စမ်းသပ်မှုဆန်ဆန် concept အသစ်ဟာနွေရာသီနဲ့လိုက်ဖက်ညီပြီး Summer Pop vibe လေးကိုလည်းအခုကတည်းကရရှိနေပါပြီ။ဒါကြောင့်လည်း Netizen တွေကသူတို့ရဲ့ပုံစံကိုဆယ်စုနှစ်တခုလုံးပြောင်းမသွားအောင်ထိန်းထားနိုင်တဲ့ Twice ကိုအများကြီးချီးကျူးနေကြပါဗျ။မမာရီရဲမှာစတိုင်ပြောင်းလဲပြောင်းထားသိမရှိတဲ့ Chewy ကတော့ဒီတစ်ခါပန်းရောင်စပင်ရှယ်တွေနဲ့ကန်းချေ vibe လေးပါဝင်ထားပြီးပရိသတ်တွေကိုတစ်မျိုးလေးအမြင်ဆန်းသစ်စေပါရယ်။ ။ Netizen တွေကတော့ Twice မှာမှာ၉ရောက်လုံးဟာဘယ်အချိန်ကြီးကြီးအရန်လှပနေကြရဲဆိုပေမဲ့ဒီတစ်ခါ Jewie ကတော့လုံးဝကိုအသိဖြစ်နေပြီး Taiwan Goddess ဆိုတဲ့နာမည်နဲ့လိုက်ဖက်လွန်ကြောင်းပြောမဆုံးဖြစ်နေကြပါဗျ။ပရိသတ်တွေက concept ကိုကြည့်ရင်တခြင်းကဘယ်လိုမျိုးလေးဖြစ်မလဲဆိုတာကိုလည်းကြိုတင်ခန့်မှန်းရင်ခုန်နေကြပါဗျ။ Twice ရဲ့ Fort Full Album 4ကိုဇူလိုင်17မှာစတင်ဖြန့်ချိသွားမှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။